မော်လမြိုင်မြို့မှာဆရာဝန်တဦးက၎င်းရဲ့ဇနီးဟောင်းကိုလုံခြံတက်ဖြတ်ဖို့ငွေပေးငှားခဲ့သူတွေကိုလုံခြုံရေးရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေ9ရက်မော်လဲတနအိမိနစ်20ခန်းကမော်လမြိုင်မြို့ကွင်းရက်ရက်ကွက်အောက်လမ်းမကြီးကော်တာဘန်တန်ပေါက်ဆိုင်ရှိမှာမတင်ငါဘွေရလူတဦးတိုယိုတာမျိုးစားမော်တော်ယာဉ်တစ်စီးနဲ့ရောက်ရှိနေကြောင်းသတင်းအရရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာရမောင်းဖြစ်သူဟာပေါင်မြို့နယ်မုတ်တမမြို့အောင်စေရမြို့တင်နေအသက်90အရွယ်နိုင်ဦးဆိုသူဖြစ်ကြောင်းနဲ့ ၎င်းလွှဲထားတဲ့စစ်စင်းရောင်ဘေးလွှဲအိတ်တလုံးအတွင်းကနေအနက်ရောင်လေသာပတ်စံအိတ်တလုံးငွေဆက်ကိုရီနဲ့ပစ္စတိုတနက်တလက်၎င်းကြီးရင်တခု Auto 22 G 72တောင်းတို့ကိုတွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းကိုဆက်လက်စစ်ဆေးနေစဉ်မော်လမြိုင်မြို့ကွင်းရရက်ကွက်အောက်လမ်းမကြီးအတိုင်းမောင်ငန်ဈေးဘက်ကနေကြောင်မီးသွေးယုံမီးပွိုင်ဘက်ကိုမောင်းနေလာတဲ့ Toyota Probox အမျိုးအစားအဖြူရောင်မော်တော်ယာဉ်ကိုတားဆီးစစ်ဆေးခဲ့ရာအဆိုပါယာဉ်ပေါ်မှာကျွဲချံကုန်းရက်ကွက်သွေးတောက်ရက်မှာနေထိုင်တဲ့ အသက်42နှစ်အရွယ်ရင်မောင်းဖြစ်သူဇော်မင်းလက်ခေါ်မှုံကြီးခေါ်ငမုံနဲ့အတူအဆိုပါရက်ကွက်နေအသက်45နှစ်အရွယ်ကျုံဝင်းသူခေါ်ကလာနဲ့မြင်းဒီကုန်းရက်ကွက်ဒီဇယ်ဆိုင်လမ်းကြားနေအသက်40အရွယ်ဟင်းဝင်းခေါ်ပြက်စုတ်တို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်လက်တားဆီးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ဖန်စီရမိထားတဲ့နိုင်ဦးရဲ့ဖုန်းကိုဆစ်ဆေးခဲ့ရာဇော်မင်းလက်ခေါ်မှုံကြီးခေါ်ငမုံနဲ့နိုင်ဦးတို့အပြန်လဲပြောဆိုထားတဲ့ ဘာထိုင်လုံးနေလဲမလုပ်သေးဘူးလားလူတွေအများကြီးနဲ့ဘယ်လိုလုပ်ရမလဲစသဖြင့်အပြန်လန်ပြောဆိုမှုတွေတွေးရှိတာကြောင့်အသေးစိတ်စစ်ဆေးခဲ့ရာခေါ်တာဘန်တန်ပေါင်းဆိုင်ကမန်းဝင့်မြက်မြက်ဖြိုးနဲ့ကွာရှင်းထားသူအသက်35နှစ်အရွယ်ဒေါက်တာဇင်မင်းနောင်နောင်ကမန်းဝင့်မြက်မြက်ဖြိုးရဲ့ငွေကြေးကိစ္စတွေအရှုံရှင်းတွေကြောင့်လုံးကြံတက်ဖြတ်ဖို့နိုင်ဦးကိုငွေကျပ်သိန်း80ပေးပြီးခိုင်းစေခဲ့တာဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျာ။ နိုင်ဦးနဲ့အတူဇော်မင်းလက်ခေါ်မှုံကြီးခေါ်ငမုံကျော်ဝင်းသူခေါ်ကလာနဲ့ဟင်းဝင်းခေါ်ပြက်စုတို့ကမန်းဝင့်မြမြတ်ဖြူကိုလှုပ်တံတက်ဖြတ်ဖို့စောင့်ဆိုင်နေတဲ့အချိန်မှာလုံချုံရင်ရတခွဲကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အသေးစိတ်ကိုတော့စစ်ဆင်းနေကြရုံမေးလို့သိရပါတယ်လို့လုံချုံရင်တက်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး မဝင့်မျက်မျက်ဖြိုးကိုလှုပ်ကြံတက်ဖြတ်ဖို့ကြံစီသူနိုင်ဦးစော်မင်းလက်ခေါ်မှုန်ကြီးခေါ်ငမုံဟိဝင်းခေါ်ပြက်စုံနဲ့ကျုံဝင်းသူခေါ်ကလာရုနဲ့အတူစေခိုင်းကဲ့သို့ဒေါက်တာစင်မင်းနောင်နောင်တို့ကိုရာသတ်သက်ကြီးပုံမှ309မြင်းဆောင်114အရသက်ဆိုင်ရာနေမြေရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့တရင်ရရှိပါရယ်